ဗီဒီယိုပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတင်ဆက်ပေးသွားမယ့်အခမ်းအနားကတော့မင်္ဂလာအဖျားဖျားဆုံစည်းရာလက်ဖက်ရည်ကျန်းအမှုပညာနှင့်ယူနန်ရည်ကြည်မှုနှင့်ခရီးသွားလာရေးမြင့်တင်ရင်းဆွေးနွေးပွဲလေးပဲဖြစ်ပါတယ် ီအခမ်းအနားကိုတော့တရုတ်နိုင်ငံယူနယ်ပြည်နယ်ယဉ်ကျေးမှုနဲ့ခရီးသွားလာရေးဝန်ကြီးဌာနရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကစီစဉ်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့စက်တင်ဘာလ29ရက်နေ့နေ့လယ်2နာရီခွဲကနေ့4နာရီခွဲအထိရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာပဲခန့်ခန့်နာနာပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်အခမ်းအနားမှာတရုတ်နိုင်ငံရဲ့အထင်ကရဖြစ်တဲ့အစားအစာတွေလက်မှုပညာတွေအဝတ်အစားတွေအပြင် အပြင်အဆင်တွေအမှုပညာတွေကို ပြသခဲ့ပြီးတော့လာရောက်လည်လာတဲ့ဧည့်သည်တွေကိုအမတ်တရားလက်ဆောင်တွေလည်းပေးရခဲ့ကြပါသေးတယ်အခမ်းအနားမှာတာဝန်ရှိလူကြီးတွေကတက်ရောက်အဖွဲ့မှာစကားပြောကြားပြီးခဲ့ပြီးတော့အခမ်းအနားမှာဖြော်ပြအစီအစဉ်တွေလည်းအများကြီးပါဝင်ခဲ့ပါဗျာ။